ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဖိုးကျော်ရေးသားတယ်တက်ခါဒီတလုံးဤချုံမင်းချင်းရက်သားလို့အမည်ရတဲ့ရက်သားဝိထုတို့လေးကိုကျွန်တော်ကိုရွှေသားမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာတက်ခါဒီတလုံးဤချုံမင်းချင်းရက်သားပေါ်ပေါ်လူနှလုံးသားတကားကမူအသေးစိတ်နဲ့အန်ကျိတ်ပိတ်ပင်ထားခဲ့သည်နှလုံးသားတကားကမူမလုံးစိုးနှင့်ကြေကွဲစွာထွက်သွားမည် မျက်တော့မခက်ပဲစိုက်ကြည့်နေမိကြသည် စက္ကန့်ပေါင်းများစွာ ကြာပြီးမှပေါ်လို့နေနေငါ့ကိုမုံသွားပြီလားဟင်နှုတ်ကတီရိုမေးတန်သည်နှလုံးသားမှပဲ့တင်ရိုက်ခတ်သွားသည် ကြဲလောင်ဆူညံသွားမှု၏အတိုင်းစသည်တောင်းထိုက်ကကြားလောက်အောင်ပောက်ကွဲနေသည် အကြည့်ကိုရုပ်ရှင်လွှဲပြစ်ပြီးပေါ်လို့ပြော၏နေနေကိုငါမမုံပါဘူးဘောပေါ်ရဲ့ငါငါမုံတာက ဘောဘောချိုက်ကြီးတငင်ကိုချလိုက်မိသည်အန်ကျိတ်ပြီးပေါ်လူခြံထဲကထွက်သွား၏ခြံထဲတွင်နေမကွဲတတ်သည်ဆို့ဆို့ထိုင်မိုင်းသောဆောင်းတရုတ်ကရွာဤဝန်းကျင်ကိုပြင်းပြင်းနေသည်ပေါ်လူကိုဘောဘောအကြီးအဆုံးငေးနေသည်နှင်းမုံထဲကအသွားတွင်နှင်းမုံထဲကအသွားလန်းတွင်ပေါ်လူနှင်းမြုပ်ပြောက်ွယ်သွားသည်ဟင်ဘောဘောနင်ဥဩကိုလက်ထပ်လိုက်တော့မယ်ဆိုပါတော့နင် ဥဩကိုယူဖို့ခေါင်းငိမ့်လိုက်ပြီပေါ့နေအမေနေအဖေတို့နဲ့ဥဩစကားကိုနေနားထောင်လိုက်ပြီပေါ့နေငါ့ကိုမရှိတော့ဘူးပေါ့နေငါအရှိကိုတစ္ဆာဖောက်သွားပြီပေါ့ပခုံးကိုနာနာချင်းချင်းဆုပ်ကင်ပြီးတစုံတစ်ခုကိုဒေါသတကြီးမေးလာလိုက်မိဟုထင်ခဲ့မိသည်ထို့ကြောင့်လည်းသူအိမ်ကထွက်လာသည်ကိုလှမ်းကြည့်ပြီးလူသွားလမ်းကလေးပေးတွင်တမင်ဆောင်နေခဲ့ခြင်းဖြစ်သည် ထင်ထားခဲ့သောစကားစုတွေကတခုခုကိုမှမမေးဘဲထွက်သွားတော့ရင်းနှဲဖို့ပြီးခံစားရသည် မမေးရဲ့မမေးခွန်း၍လားတမင်ညှင်းဆဲရကြမှာမို့လို့လားတွေးနေရရင်းနှဲမှာတင်းကျပ်နေတာပဲတည်သည်စန္ဒာရှိကျွဲကောပင်ကြီးများရှိရာသို့လျှောက်လာမိသည်စမ်းချောင်းဤတေးဆိုနေတံကို မိုးတွင်ကလိုမကြရတော့စမ်းရည်များသည်နှွေးမရောက်သေးပဲနှင့် ရှောက်ခန်းကုန်ကြပြီလားဟုပင်မဖြစ်နိုင်တာကို တွေးမိသည်ဘောဘောဘဝမှာမဖြစ်နိုင်ဘူးထင်တာတွေဖြစ်နေလို့ပါတယောက်နဲ့တယောက်ဝေးကွာသွားเสียအကြောင်းမရှိ ခွဲခွာကြရမည်မှာလည်းမရှိဟုထင်ခဲ့သည်ပဲရှည်တန်ကြားသည် နောက်သို့လှဲ့ကြည့်မိဥဩကိုတွေ့ရသည်ပေါ်လူနှင့်သူတို့ခြံဝှတွင် မတ်တည့်ရဲ့၍စကားပြောနေကြသည်ကိုမြင်၍လားစောင့်ကြည့်နေ၍လားဝေးခွဲမရား မနက်ဝေလီဝေလင်းတွင်ဦးအောင်နေစဉ်ခြံတပတ်လျှောက်ပြီးတတိကြည့်တက်ကိုင်းဆိုင်လှုပ်တက်သည်ကိုတတိရသည်ဦးအောင်လက်ထက်ကဓာသည်ပေါ်လူနှလုံးသားကို ခုတ်ဖြတ်ပြစ်နိုင်သလားဘောဘောဤအသေးနှလုံးကိုပါပါမောလီတော့မလားမျက်ရည်စီးချောင်းများကိုကမန်းကရန်တုပ်ပြစ်လိုက်စိတ်ကိုထိန်းသည်မရစန္ဒာကရေပင်သို့အပြေးလွှားသွားသည် ရေပင်က ရေနှင့်မျက်နာကိုဆေးကြောပြစ်လိုက်ရသည် ဘောဘောဒီမှာမျက်နာတက်တယ်။ခေါင်းငိမ့်ပြလိုက်သည်။မရှာမှုလား။ခေါင်းရမ်းပြသည်။ရှေးလျားသောတမ္မရှာတန်တစ်ခုကို နားထဲကျဲလောင်စွာကြားလိုက်ရသည်။မဝုံမရေမတိမတာအကြည့်ဝေးသည်။ဥဝမျက်နာညှိုးနေသည်။ဤတကားဘောဘောကပင်ပန်းကြီးစွာတမ္မရှာသည်။နှင်းဆွထားသောတော်တံပက်ဥဩငေးကြည့်နေသည်ဘောဘောတတိကောက်တော့မလို့လားဥဩဤမျက်ဝန်းထဲမှာမျက်ရည်များကြောင့်လန့်သွားသည် ကမကရန်ခေါင်းကြီးပြလိုက်ရသေးသည်စောပါသေးတဲ့ဘဘောရဲ့ဟုပြောပြီးအိမ်ဘက်ထွက်သွားသည်မှန်ပါသည် ရွာထဲမှာနေစဉ်လိုလိုတည်တည်လာကောက်ကြသူများပင်တရားအောင်မရောက်လာကြသည် သို့တော့ချမ်းအိမ်ထဲသို့လည်းပြန်မဝင်ခြင်းရှမ်းထဲမှာပင်ချမ်းချမ်းစီစီနေခြင်းသည်ပေါ်လူနှင့်တည်တည်အတူကောက်ခဲ့သူကို တွေးနေမိသည် တတိကောက်တတိခူးကြသူတွေကြားတွင်ဦးအောင်ဤချမ်းနေနေကြသူ နေခွင့်ရသူတို့ဆို၍ပေါ်လူနှင့်ဘဘော်တို့မိသားစုနှစ်စုသာရှိပါသည်။ရှံကြီးမှာဧကပေါင်းများစွာကျယ်သလောက်တစ်နှစ်တစ်နှစ်လျင်တတိထွက်ပိတ်တာချိန်မှာလည်းထောင်တောင်းရှိနေသည်။ထို့ကြောင့်ဦးအောင်ချမ်းနေတွင်တတိကောက်တတိခူးသူများမှာဘဘော်နှင့်ပေါ်လူတို့မိသားစုအပြင်ရွာထဲကလည်း၄-၅ယောက်ငှားထားရသည်။ပေါ်လူနှင့်ဘဘော်တို့မိဘများမှာ ဥဩဤရောက်ခမများလက်ထက်ကပင်ရှန်ရှင်းရှန်ဆောက်တတိကောက်တတိခုတတိဘို့တတိတေလှုပ်လာခဲ့ကြသည်မှာပေါ်လူတို့ဘဘော်တို့တက်တက်ဖြစ်သည်ဥဩဤရှန်ကြီးတဲ့မရောက်ခင်ကပင်ဖြစ်ပါသည်ဥဩဒီသူထက်အသက်ဆယ်နှစ်ကျော်များကြီးသောရှမ်းပါရှင်သမီးဒေါ်အေးပန်နှင့်အိမ်အောင်ကြခဲ့သည်တချိန်ကဥဩဒီလည်းဤရှန်တွင် မောင်ဩဘဝနဲ့တတိကူတတိပုတ္တမဖြစ်ခဲ့သည် နှင့်ပြိစေတာကြာလာတော့ချာပန်ချင်းကြီးများတယောက်ပြီးတယောက်ဤချံကိုဆွန့်ခွာသွားကြသည်ဤနှစ်မှာဦးအောဤဇနီးအသက်60ကျော်အရွယ်ဒေါ်အေးပန်ကတခါဤချံကိုဆွန့်ခွာသွားခဲ့ပြန်သည်ချာပန်ချင်းဦးအောမှာအထီးကျန်သောတယောက်ထဲကျန်ခဲ့သည်တာသမီမထွန်းကသောဒေါ်အေးပန်ကပေါ်လူနှင့်ဘဘတို့ကိုတာသမီအဖြစ်အမွေစားအမွေခံမွေးစားမည်ဟုပြောခဲ့သည် အခေါ်ပြောတွင်နေတားတို့တမီးတို့ဟုတုံတုံပြောဆိုခဲ့သည်တားပေါ်လူတမီးပေါ်ပေါ်ထို့ကြောင့်အီရန်နှင့်ပတ်သက်လျင်တတီကူတတီဆွရ၌ဘဘော့လက်ဘဘော့ချီဟုဆိုနိုင်သည်တတီတဲတတီပို့ရမှာတော့ပေါ်လူဤအစီအမံအခန့်အခွဲဥဩဆိုဒီမှာဒေါ်အေးပန်နှင့်ဘဘော့ပေါ်လူတို့ဤဆန္ဒအတိုင်းသာအခုတော့အခုတော့ဘဘော့ကဥဩကိုလက်ဆက်ရမည်တဲ့ မိုးဦးကဆုံးမသွားသောဒေါ်အေးပတ်နေရကိုဘောဘောဝင်ယူရမည်တဲ့ဒီတကားမေမေပြောတော့ကဖေဖေလည်းအနာမှာရှိသည်ဘောဘောအဖေမျက်နှာစီ အချီတစ်ချက်ရောက်သွား၏အဖေဤမျက်နှာကဗကတိမခုံမထုံတတ်သည် အမေဤမျက်နှာကတော့ဝင်းဝင်းပပရှိသည် အတန်နဲ့နဲ့ကြီးတာကလွဲရင် မောင်ဩဟာလူကောင်းတယောက်ဆိုတာတော့တမိလည်းအသိပဲအေးမန်နဲ့မောင်ဩတို့အိမ်အောင်ပြကြတော့ကလည်း မောင်အောင်ဟာ အသက်20ဝန်းကျင်ပဲရှိသေးတာအေးဗန်က36နှစ်မုံဆိုးမလားတခုလက်လားအမေအထိတ်တလန့်မေးလိုက်စဉ်အမေကမဟုတ်ပါဘူးဟဲ့အပြိုကြီးပါ အလဲကမနာလိုသူတွေကအမနာပါပြောကြတာပါဟုဆိုသည်ဤချန်ကြီးသည်အစဉ်အလာအရကျိန်စာမိလာတော့ချန်ကြီးများလားဟုတွေးလိုက်မိသည် ဥောဒီဒေါ်အေးပန်အတွက်အပြည့်အစည်းခံဖြစ်ခဲ့ရသည်အခုတော့ဘောဘောကမျက်ရည်ပိုးပိုးပေါက်ပေါက်ကြားလာသည်ကိုမြင်တော့အမေရှာက ခလုတ်ကတဲ့င်းတိုက်သွားသည်အမေကအဖြစ်ကိုပြောပြတာပါတမီးမောင်အိုးကိုလက်ထပ်လိုက်ရင်တမီးဘဝတစ်ခုလုံးမကဘူးအမေတို့မိသားစုတစ်ပေါ်အလုံးနဲ့ပြည့်စုံသွားမယ်ဒါကိုတမီးထပ်ထွက်ကြည့်ပါဦးဟုဆိုသည် မိသားစုဘဝအတွက်သူစတဲ့ခံရမည်ဆိုသောအမေတကားကြောင့်ရင်ထဲမှာစစ်ခနဲနာကျင်သွားသည် အမေကိုဒေါသနဲ့စက်ကနဲလှည့်ကြည့်လိုက်သောအခါအဖေကတမီးသဘောမတူတာကိုတော့အဖေတို့အတင်းစိုးမလုပ်ပါဘူးကွယ်အခုကမောင်အော်ပြောတာကို အဖေတို့ကတမီးသဘောကိုမေးကြည့်တာပါဟုအတန်နှင်းနှင်းနှင်းဆိုသည် အဖေကိုဘောဘောတနာသွားသည်အဖေဒီတာသမီးတာမယားပေါ်နိုင်တာမဟုတ် မြေသူတဦးတယောက်အပေါ်မှာမှနိုင်ထက်စီနေမလုတဲ့နိုင်လိုမင်းထက် မပြုတ်ကျင်တဲ့ထိုးကြောင့်လဲချမ်းချင်းတေတီကောက်တိကလေးများကအစာအဖေကိုရှစ်ကြသည်ခင်ကြသည်အဖေနှင့်တေတီရတူခူးကြသည်ကိုပြောကြသည် ထိုနေ့ကတမီစဉ်းစားပေါ်ဟုပြောပြီးအမေကစကားဖြတ်သည်မှန်သည်တော်တော်စဉ်းစားရမည် ။ဘဘော်တို့ပေါ်လူတို့ဆိုတာဥဩနဲ့ဒေါ်အေးပန်တို့လက်ပေါ်တွင် ကြီးလာကြသူတွေ။အဝင်းထဲအစားတောက်ကအစားမိဘကျိုးမွေးတာထက်ဘဘော်နဲ့ပေါ်လူတို့ကိုဒေါ်အေးပန်နဲ့ဥဩတို့ဝယ်ပေးကျိုးမွေးတာကများပါသည်။နွေဦးပေါ့ရဲ့ပွဲတော်ရဲ့ရောက်တိုင်းဒေါ်အေးပန်နဲ့ဦးဘောတို့သည်ဘဘော်နဲ့ပေါ်လူတို့ကိုတယောက်တစ်လက်စီလက်ဆွဲပြီးဖျားပွဲလျှောက်ခဲ့ကြသည်တတိပုံရင်ဘူရာယုံလိုက်တာ တီးဘူးကြတော့ရှာပိုင်ကြီးတချို့ကမေးလဲရင်အတီးပေါင်းနဲ့တားလေဒါကတမီဘဘော်နဲ့ပေါ်လူဟိုရဲမောရေပြောဆိုတတ်ကြသည်ဘဘော်နဲ့ပေါ်လူတို့ကလည်းငယ်စဉ်ကပင်ပစ္စည်းတစ်ခုခုလိုချင်လဲရင်မိဘအရင်များကိုပူဇာရမည်အစားဥောနဲ့ဒေါ်အေးပန်တို့ကိုသာချွဲ၍ပူဇာတတ်ကြ၏သူတို့နှစ်ယောက်ပူဇာတိုင်းလဲဒေါ်အေးပန်ကမဆိုင်မတော်ဝယ်ပေးခဲ့ကြည်ရည်တာကျေးဇူးကအများကြီးပင် ဘဘောနဲ့ပေါ်လူတို့တင်တာမကမိသားစုနှစ်စုလုံးဤကျေးဇူးရှင်ဟူ၍လည်းမမှားပါပဲထို့ကြောင့်လည်းဦးအောင်နဲ့ဒေါ်အေးပန်တို့အပေါ်တွင်ဘဘောနဲ့ပေါ်လူတို့မှာမိဘတပွဲအားကိုးချစ်ခင်ကြကြသည်ယိုသည်ကိုင်းညှို့ခဲ့ကြသည်တို့တော့ယခုတော့ဒေါ်အေးပန်ဘာကြောင့်များ ဆုံးမသွားရပါလဲဒေါ်အေးပန်သာယခုအထိရှိနေကြလျင်ဤပြဿနာမှာဘယ်လိုမှပေါ်နိုင်စရာမရှိပေဘူး ဒေါ်အေးပန့်ကိုတတိယကဘောဘောခြိုက်ကြီးတဲ့ငင်ကိုရှာလိုက်သည်တတိရွေးနေချိန်တွင် ပေါ်လူအင်ကြီးကဖြတ်သွားသည်ရွာကပြန်လာပြီဟုတီလိုက်တမနှလုံးရွာထဲကတတိလာကောက်သူတွေနဲ့ပြောင်လိုက်နောက်လိုက်နေခဲ့ရတဲ့ဖြင့်မေးပြောက်တက်တာနေသောဝေဒနာသည်ပေါ်လူကိုမြင်တော့ရုပ်ရှင်းပေါ်လာသည်အိမ်ကြီးချင်းမဝင်ခဲ့ပဲဆန်အဆက်ရှိသူတို့အိမ်မက်ဆက်လျှောက်သွားတော့ပေါ်လူကိုစောင့်ကြည့်နေတော့ဦးဩကလှမ်းခေါ်သည် ်ပေါ်လို့နှင်းနှေးကွေးကွေးလျှောက်လာသည်ဘောဘောနှင့်တတိရွေးနေကြသူတွေကို နောက်ခိုင်းနေသည်မျက်နှာမှာဥဩရှိရာဘက်မူထား၏သို့တော်ဥဩမျက်နှာကိုသူမကြည့်ခေါင်းကြီးကိုငုံထား၏ပေါ်လူကိုကြည့်ပြီးဘောဘောငိုကျင်လာသည်တတိဘောဘောလှဲဗနစီရမလဲပေါ်လူကျွန်တော်လှဲသွားစင်တာမဟုတ်ဘူးဥဥဩဟေးဥဩအံဩသွားပုံရသည် ပေါ်လူကိုမကြည့်ပဲဘဘော့ကိုလမ်းကြည့်နေသည် ဟုခံစားလိုက်ရသည် သူထုံးစံအတိုင်းအတိယခတ်လာသော မျက်နှာအေးစီအေးဆက်နှင့်ဥောတမချားလိုက်မိသည် ထွက်လာသောစကားသံကလည်းလူတပတ်သားခံမှန်းရခတ်လာပေသည်ရွာထဲမနက်ကပင်မင်းထွက်သွားတော့ငါခါတိုင်းတို့တတိလဲသွားဆိုင်နေတယ်လို့နှိုးရွာထဲကိုမင်းညနေကျတော့သွားချလိုက်ပါမယ်နောက်ကျနေမှာဆိုးလို့လေကွာ ရပါတယ်။ဥဩကပေါ်လူကိုစစ်စစ်ကြည့်နေသည် ပေါ်လူကလုံးဝမော့မကြည့်ဥဩစီမှနောက်ထပ်ထွက်လာမည့်စကားတန်ကိုသာစောင့်နေသည်တိတ်ဆိတ်သွားမှုသည်ရှောက်ရှားစရာကောင်းလာသည်ဟုပေါ်ပေါ်ထင်လိုက်အလုံးစုံကိုမြင်နေကြားနေရတော့လေရင်ထဲမှာတင်းကျပ်လာသည်တယောက်နဲ့တယောက်အေးဆက်ဆက်နိုင်နိုင်နေကြသည်ရခင်ကအပြောအဆိုအတန်အနေထားတွေဟုတ်မှ ဟုတ်ကြသေးရလားဟု ဘဘောမှာယင်တမမနဲ့နားဆွေနေရသည်ဒီကြရဲ့အစတန်အနောက်တန်ဆိုသလိုပေါ်လို့ဥဩဘဘောတို့သုံးပွင့်ဆိုင်ပြဿနာကို လုံးဝမတည်သေးမကြသေးတော့ခင်ဝိုင်းကခါတိုင်းလိုပင်ဟုတ်ပါတမနလုံးသူ့ရွှေမျက်တော်ကိုမဖူးရတော့ဒီခမရတည်တည်အရွေးတောင်မဖြောင်းပါဘူးတော့အကြီးအသေးမှထဲလို့ခဏခဏပြောနေရတာဟုတ်နောက်သည်ဘဘောကြီးမျက်စောင်းကိုလည်းဟိဟိ ဟုအတန်နဲ့ပြန်၍တုံ့ပြန်စဉ်အေးအေးဟူသောဦးဟောဤအတန်ကိုဘဘော့မှာမိုးရှုံးတံပံမှာအကြလိုက်ရသည်ပေါ်လူရှက်ချင်း သူတို့အိမ်ရှိရာချမ်းအဆက်ဖက်သို့ထွက်သွားသည်အသိမှတ်ပြသောအနေဖြင့်တစ်ချက်လက်မကြည့်သွားသည်ကိုတော့ဘောဘောယူကျုံမရဖြစ်မိသည် ပေါ်လူငါကိုပါစိတ်နာသွားပြီလားဖြတ်သွားပြီလားတဲချိန်ကပင်ရောက်နေမှမသိ အခန်းထဲကထွက်လာခြင်းဥရောကိုအပြင်အခန်းတွင်ထိုင်၍တွေ့နေရသည်အခါတိုင်းနေတယ်လို့ထမင်းစားတော့မလားဦးဦးအော်ဟုမမေးမီစိတ်ထဲကပူ၍အနေကျုံသွားသည်ဥရောဤအကြည့်အွေအွေလျားကဘဘော့ကိုအကဲခတ်နေမှန်းသိတာသည်အခါတိုင်းနေလို့ဘဘော့ရဲ့ထမင်းစားမယ်ဟိဟုမဆိုနှလုံးသားဝေဒနာကိုစီနေနှုတ်ဆက်နေကြသည်ဦးအော်ဘဘော့တို့အိမ်မှာညမနဲ့ မင်းစားနေခဲ့ဒီမှာကြာခဲ့ပြီပဲကြာဆိုဒေါ်အေးဗန်ဆုံးသောနေ့ကပင်ဖြစ်သည်တယောက်တည်းငေါင်းစင်းစင်းနေရတော့အထီးကျန်ဘဝကိုဥဩလဲစိတ်ပြန့်ညီငွေ့နေပုံရသည်ဘဘောနှင့်ဥဩတို့ပြဿနာသည်ဤကစသည်ဘဘောတို့အိမ်တွင်ဥဩညမနက်ထမင်းစားရန်ကို အမေကစီစဉ်ပေးထားသည် ရှန်နဲကတက်လာတော့အမေကအကဲခတ်မိသွားသည်မောင်ဩကိုထမင်းခုခတ်ပေးအောင်လေတမီးဟုဆိုသည် နီးဖို့တည်းဝင်လာရတော့လေဥဩဤအရေးကပါလာသည်စိတ်ထဲမှာပုံမူပြီးတင်းကျပ်လာ၏ခူးပြီးပြီအမေဟုလှမ်းပြောလိုက်သည်တဆင့်ကံပြောလိုက်ရသောစကားမှာအားလုံးအတွေ့ဆန်းနေသည်အခါတိုင်းဆိုလျင်ဥဥဩထမင်းခူးပြီးပြီထမင်းစားမယ်ဟုဓာတ်ရိုက်ပြောနေခေါ်နေကြအခုတော့ဥဩကိုဓာတ်ရိုက်ပြောရခေါ်ရမှာနှလုံးသားကလက်မခံဖြစ်နေသည် မမင်းတို့ကမစားကြသေးဘူးလားဟူသောအမေကို မေးတာနှင့်အတူထမင်းစားဆောင်တို့ဝင်လာတော့ဦးအော်ဤရှေတန်းကိုကြားရသည်ဘော်ဘော်နဲ့မောင်အော်တို့စားနေကြကျမသူ့အဖေတက်လာကိုဆောင်းအောင်မယ်ဟူသောအမေအတန်ကိုကြားရသည်အခါတိုင်းအတန်မဟုတ်ဟုထင်မိ၏အနာကိုရောက်လာ၏ဘော်ဘော်ကမစားသေးဘူးလားဟုတ်ဟုတ်ကဲ့ညနာကိုမကြည့်ပဲပြောလိုက်ရသည် အတန်ကစိုးနေနေဖြစ်သွား၏ငါရှန်နေပြန်ဆင်းလာဦးမယ်ဟူသောအမင်းအတန်ကြောင့်စိတ်ထဲပုံမကျင့်ကြက်သွားသည်ထမင်းစားဆောင်နဲ့အတူနေရမှာကိုလိပ်ပြာမတန့်ဖြစ်နေသည်ဥောရှိနေလျင်နှလုံးသားကိုလက်ကျန်းကျန်းကြီးနဲ့ဖြင်းညှက်ထားသလိုအသက်ရှူမဝဖြစ်နေမိသည်အပြင်ထွက်ရန် ရှေးလမ်းပြင်လိုက်စဉ်ဘဘဟူခေါ်လိုက်တန်ကနှလုံးသားထဲစိုးဝင်လာ၏ အကြည်ချင်းစုံမိသွားသောစက်ကမိုင်းကိုပင်ဘဘောကမျက်နာလွှဲပြလိုက်သည်မအေးမင်းကဘဘောကိုဗာပြောလေနှလုံးသားပြေတနာကိုမေးပြီးဟူသောအတိကြောင့်ချက်ချင်းရင်ခုန်တန်မြည်ဟီးလာသည်ဘလို့ဖြည်ရမမ်းမသိဖြစ်သွားစဉ်ဟင်ဘဘောဟုမဝုံမရဲထပ်မေးပြသည်မသိမသာအန်ကျိတ်ထားလိုက်သည်ဦးအောကပြောတယ်လို့မေမေကပြောတယ် မမင်းကအူအူအောကိုပြောတယ်မမအေးအဲမအေးပန်ဆုံးသွားတော့စေပင်မီယူ တစုံတူလိုတယ်ပေါ့ကွယ်အူအူအောအတွက်ပေါ်လူတို့တမီတို့ရှိနေတာပဲအေးအဲ့ဒါအူအူအောလည်းစဉ်းစားနေပါတယ်ထမင်းစားနေရင်ကတက်ပြင်းဆိုင်တန်နဲ့ပြောစကားတန်ကဘောဘောနှလုံးသားကိုလာထည်သည်အမေကပြောတော့အူအူအောကစပြောတာတဲ့ မပြောစဘူးမမစဘူးအတန်မာသွားသည်ဝမ်းနေသွားသလိုခံစားရသည်ကျေးဇူးရှင်ဆိုတာ နားလေသည်ကျေးဇူးရှိသူကိုလည်းနားလေပါ၏မတိတာကနှလုံးသားလက်မခံနိုင်တာက စိတ်အတိတရာထမင်းစားပြီးတိတ်တိတ်ဆိတ်ဆိတ်ပင်ဥဩထသွားသည်ဘဘော့ရင်ထဲမှာနှလုံးသားဒဏ်ရာတန်ချက်တွေနဲ့ငိုချ၍ကြံခဲ့သည်မေရေမေရေ ရင်နေမနေအောင်နာရင်ကတဝူသူရှိခဲ့သလားကွယ်အဆောင်ရောင်ကိုသူမင်းနဲ့ကုံွေကိုသူခင်တွေတကယ်တော်လေးမေရဲ့အရင်ဆုံးချစ်သူနောက်ကြခဲ့ပြီကွယ်ပေါ်လူတအားအော်ပြစ်လိုက်သည်လာရောက်ဆုံးထင်းနေသောဘောဘောမျက်နာမှမျက်ရည်စာများကိုမြင်ရသည် စမ်းကြောင်းလေးကိုဖြတ်ထိုးထားသောတံတားပေါ်မှပြေးဆင်းလာသည်ဘဘောအတန်ကတုံညင်းသည်တယောက်ကိုတယောက်စိမ့်စိမ့်ဝါးဝါးကြည့်နေကြသည်ပေါ်ပေါ်လို့နေငါ့ကိုတက်တက်ညင်းဆဲနေတာလားငါငါရင်နဲ့အတိတ်ပြီးခံစားနေရတော့ပါဟာနေလာမမှန်းလဲငါမထင်တော့လို့ပါရေထဲကလာရိတ်ကိုငုံကြည့်ပြီးရင်ဆို့သွားသည် ရှိုက်တန်နဲ့အတူ မျက်ရည်စမ်းကြောင်းကဒလဟောစီစဉ်လာသည်ငါငါရင်ထဲမှာလဲစကားမဆက်နိုင်ပဲရှိုက်လိုက်သည်ခေါင်းငုံထားတော့လဲပေါ်လူ သူ့ကိုမမိတ်မတုံစိုက်ကြည့်နေတာနှလုံးသားထဲမှာမြင်ရသည်အန်ကျိအာတင်၍စကားဆက်သည်ဦးဦးဩကနင့်ကိုပြောခိုင်းလိုက်လို့ဘာတဲ့လဲမနှက်ပြမနှက်မြင်းလဲအတင်းလောက်ခိုင်းလို့အတင်း လောက်လာခဲ့ပါတဲ့ဘာလို့ဖို့လဲသူသူမျိုးကိုစင်းချင်လို့နေမှာပေါ့ဘာကိစ္စခေါင်းရမ်းပြလိုက်ပြီမြန်ဝန်းထဲမှာမျက်ရည်စားတို့ဖိတ်ဖိတ်စင်ကြသွား၏ငါငါမလုံနိုင်ဘူးဟင်ငါဒီမှာလည်းမနေတော့ဘူးဒီရှန်ထဲမှာလည်းမလုံတော့ဘူးတက်ကုန်လိုက်ဖို့ငါမနဲ့ကပဲသွားပြောထားခဲ့ပြီးပြီ ဘာဆက်ပြောရမှန်းမသိဝမ်းနဲ့ယူကြုံမရတာကလွယ်ပြီးနှလုံးသားတကားကပိတ်နေသည်ပေါ်လူစိုက်ကြည့်နေသည်နှုတ်ကဟမလားနင်တို့ငါအတွက်နင်တို့ငါတို့အတွက်သူကကျေးဇူးရှိပါတယ်တော်နင်ဒီစကားငါလာမပြောနဲ့ငါမကြားချင်ဘူးပေါ်လူငိုချိုက်လိုက်သည်နင်ဒီလောက်ခံစားနေရတယ်ဆိုတာငါတိတိပါတယ် ငါလည်းအရန်ခံစားနေရတယ်ဆိုတာနင်တိလာဟင်ပေါ်လူနင်တိလာအေးပါဟာမငိုပါနဲ့တော့ငါငါလာခဲ့ပါမယ်ဘောဘောမငိုပါနဲ့တော့ဟုတ်ပြောတော့လေသူကငိုပြောသည်ငါတိတ်ဆွေးရတယ်ဟာငါတိတ်ဆွေးရတယ် ဟူအော်ညင်းနေခြင်းဘဘောကအတန်တိတ်ခါပြေထွက်သွားခဲ့သည်ဘဘောအင်ချေကခေါ်တန်ကြောင်းလှမ်းကြည့်မိသည်ပေါ်လူကိုမာလကာပင်များကြားထဲတွင် မတ်တက်ရရွေတွေ့ရ၏ဘဘောမှာမငုံမိအောင်အန်ကျိတ်ထားရသည်မြုံဝိမ့်ထဲတွင် မျက်ရည်များချက်ချင်းပြေလာ၏ဘာလဲရင်ပေါ်လူဦးဦးအော်မြို့ကိုဆင်းမလို့ဘဘောကိုခေါ်ခိုင်းလိုက်လို့ ပေါလို၏အတံမှာအာတင်းပြောရသောအတံမာလာဟု နားလည်လိုက်ရင်းနေတော့ကတွေပြေလာသည်တတိဘိုးရမဟုတ်ပဲနဲ့ဥဩမျိုးကိုဘာသာလုံးမလဲဟုတွေးမိသည်မနေ့ကပေါ်လူကို မြင်းလဲဆင်ပြီးဆင်ပြီးပြီလားလို့ဘဘော့ကို ပြောခိုင်းသည်ဒီမနက်မှာတော့ပေါ်လူကဥဩခေါ်ခိုင်း၍မျိုးကိုလိုက်ရန် လာခေါ်သည်ဘဘော့မှာမတွေ့တတ်အောင်ဖြစ်သွားသည် တတိပို့လည်းမဟုတ်ပဲနဲ့မြို့ကိုငါဘာလိုက်လောက်ရမလဲဟုမေးလိုက်ခြင်းပါသည်မေးလေမေးခဲ့မိသည်ဒါတော့ငါမသိဘူးဥဩကပြောခိုင်းလို့လာပြောရတာပါငါတော့မယ်ဟာနင်လိုက်ခဲ့နော်အလင်းတလို့ပြောပြီးပေါ်လို့နောက်ခိုင်းထွက်သွား၏အိမ်ရှိတွင်ရထားသောဥဩ၏မြင်းလဲကိုလှမ်း၍မြင်နေရသည် မလန်းကျင်လန်းကျင်ရှောက်လန်းလာသောဘောဘော့ကိုဥဩကရက်ဆောင်၍ကြည့်နေ၏အကြည်ချင်းစုံမိမှဆို၍ခေါင်းငုံ၍ရှောက်လာရသည်ဘောဘော့တက်ဥတို့မြို့ဆင်းကြမယ်ဥဩရဲ့တံမှာဆိတ်လုံချမှုနှင့် ကြည်ကြဲကွဲကွဲဖြစ်နေသလားထင်လိုက်မိသည်လဲဘော်တက်လိုက်သည် မြင်းလဲမောင်းနေသူနေရာတွင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေသော ပေါ်လူကိုမြင်ရ၏ပေါ်လူကနောက်သို့လုံးဝလှဲ့မကြည့်ပေါ်လူရင်ထဲမြည်သို့ခံစားရမည်ကိုသိနေသော ဘဘော်ဤရင်ထဲမှာလည်းဝမ်းနေဆွေးမြေ့နေရသည်ဥောကပေါ်လူနာကတ်ထိုင်သည်ဘဘော်ဘက်လုံးဝလှဲ့မကြည့်စကားလည်းလုံးဝမဟာဘဘော်မှာအနေကျက်လာသည်တတိပိုးရမဟုတ်ပဲရခင်ကမြို့စင်းရတော့အခေါများကိုတတိရနေသည်ဒေါ်အေးဘတ်ကြည့်ခြင်းကအိမ်တွင်အလူလောက်ရန်မြို့ကိုပြစီဆင်းရမည်ဆိုလျင် အလွန်ပျော်ကြသည်ပေါ်လူ၏တရှင်းတံကိုလည်းတလန်းလုံးကြားရတတ်သည် ပေါ်လူမှာအတန်ဝါကြီးနဲ့တချင်းဆိုလဲကောင်းသည်ရဲကြီးသူကတချင်းကိုအော်ကြီးဟဲ့ကျဲဆို၍ကြုံသည်များတွေ့သည်များလဲဘော်ကမိန်းကလေးများကိုစသည်သူကဘောဘောကပေါ်လူကို မျက်စောင်းထိုး၏ပေါ်လူကမူအရဲ့မပြဲတချင်းဆိုမပြဲယခုမူ၃ယောက်သားမှာတရားမှနှုတ်မဟကြစကားမပြောမိကြနှုတ်ဆက်ရသွားလိုက်ပါလာကြ၏ဈေးလန်းခွေရောက်မှာဥဩကဈေးထဲမောင်းမှာကွယ် ဟူပေါ်လူကိုပြောသည် အထယ်တန်းအဆုံးတွင်လဲရက်ခိုင်းသည်ဥရောအရင်ဆုံးလဲပေါ်ကခုံစင်း၏လာကြဟူပြောပြီးဈေးတက်မှန်ကလင်းပေါ်လှမ်းတက်သွားသည်ပေါ်လူနှင့်ဘော်ဘော်တို့မှတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်ရည်ဝဲနေကြ၏ကဲလာကြလေကွယ်ဥရောကလှဲ့ကြည့်ပြီးမှလှမ်းခေါ်သည်လိုက်သွားဟူသောသဘောနှင့်ပေါ်လူကမေးဆက်ပြ၏။အူအော်လှဲနဲ့ကျွန်တော်ဒီမှာပဲကြံခဲ့ လာပါတားရဲ့ဒီသေးတိုင်းမှာလဲကိုချီထားခဲ့ပါတားရဲ့ဟူသောဥဝေါ်ဤအတုံးတုံးကို ပေါ်လူကအံဟောသွားသလိုပခုံးတစ်ချက်တွန့်သည်လဲပေါ်ကဆင်းပြီးလဲကျိုးကိုဈေးတိုင်တွင်ချီထားသည့်အထိဥဝေါ်ကစိတ်ရှည်လက်ရှည်စောင့်နေသည်ပေါ်လူဈေးကုန်တမန်တလင်းပေါ်တက်လာ၏ဥဝေါ်ကဈေးထဲဝင်သွားသည်ဥဝေါ်နောက်မှဘဘောကလိုက်လာရ၏ပေါ်လူကတော့နောက်ဆုံးမှခေါင်းငိုက်ဆိုင်ချပြီးလိုက်လာသည် မွေရာတွေဂွန်းလေးဂွန်းကတ်တွေခေါင်းအုံးနဲ့ဆောင်းနေရောင်းသောဆိုင်နဲ့ဆိုင်စီအရောက်တွင်ဦးအောရက်လိုက်ဘဘောနှင့်ပေါ်လူတို့မှလည်းတိုင်မြင်ထားသလိုပြန်တူရက်လိုက်မိကြသည်အကောင်သောခေါင်းမွေရာကြီးတလိမ့်နှင့်ဂွန်းကတ်ဆောင်းခေါင်းအုံးတွေအယက်ခင်းတွေကိုဆွဲထုတ်อยู่ကဦးအောကဈေးမင်းနေ၏ပေါ်လူနှင့်ဘဘောတို့မှကြောက်ရွံ့နှယုတ်ပမာဦးအောဤနောက်မှ မတုံမလုံရက်နေကြသည် ကဲတွက်ကြည့်ပါဦးဒါတွေအားလုံးယူမယ် ဥဩကသူရေးထားသောပစ္စည်းများကိုလက်နှင့်ပုတ်ပြပြီးစိုင်းချင်းကိုပြောလိုက်။ထို့စဉ်တည်တီးပို့ရင်ဘူဒာယုံတွင်ပတ်တိုင်းဆုံးမိကြသောနတ်တော်ရွာကဥပဆံရောက်လာပြီးဥဩကိုနှုတ်ဆက်သည်။ဟာမောင်ဩကြီးပါလားကွာ။ဟောဗျာမင်္ဂလာခန်းဝင်ပစ္စည်းတွေလာဝယ်တယ်။အင်းဟုတ်ကဲ့ပါကြီးဆိုင်။အေးတို့လုံးဝတော့မကြမိသေးဘူး။ ကြည်စံဘယ်ကအမျိုးသမီးလဲကွာသရိုးသမီးကပါမလာဘူးလားခန်းဝင်ပစ္စည်းဆိုတာသရိုးသမီးအကြိုက်ဝယ်ရတာတော်တူတူသရိုးသားနဲ့သရိုးသမီးကဒီမာလေးဘာကြီးဆိုင်ရဲ့ကျွန်တော်သာပေါ်လို့နဲ့သမီးကလေးဘောဘောလေးဟေးဟေးပေါ်လူနဲ့ဘဘော်တို့မှမယုံနိုင်တော့စွာအန်အောမင်းနဲ့အတူတယောက်မျက်နှာတယောက်သူကြည့်မိလိုက်ကြသည်ဖိုးကျော် လုံမာလီအမျိုးသမီးမဂ္ဂဇင်း1992ခုနှစ်စက်တင်ဘာလဟုတ်ကဲ့ပါခင်ဗျာဝိတုတော်တွေကတော့ဒီတင်မဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြကဘေးပြာပေါင်းမှကင်းဝေးကြပါစေခင်ဗျာ